အခုတင်ဆက်ပေးမယ့်သတင်းကတော့စီးကိန်းပြိုင်ပွဲမှာဖိလစ်ပိုင်မှာကစားသမားအနေနဲ့သာဆေးလို့ရှင်ပြိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပမဲ့28ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာထဲသွင်းကျင်းပမဲ့အားကစားနည်းတွေပေါ်ကျင်းနေခြင်းမရှိရာကြောင့်ရင်းပြိုင်ပွဲကိုသမဲမောက်တဲ့အနေနဲ့ဖိလစ်ပိုင်ကအားကစားသမားအနည်းငယ်ကိုသာဆေလွတ်ရှင်ပြိုင်သွားမယ်လို့ဖိလစ်ပိုင်အားကစားကော်မရှင်ဥက္ကဋ္ဌရစ်ချီကာစီယာရဲ့ပြောကြားမှုအရသိရပါတယ်။စီးကိန်းပြိုင်ပွဲမှာအိုလံပစ်အားကစားနည်းအချို့ကိုခြံလှပ်ပြီးရိုးရအားကစားနည်းများကိုထဲသွင်းကျင်းပဖို့အစီအစဉ်ထားတာကြောင့်အခုလိုပြုလုပ်ခြင်းဖြစ်ကြောင်း AFP ကဖော်ပြခဲ့ပါတယ်။ 28ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာအာဂဇာနီ33မျိုးထည့်သွင်းခြင်းပါမှာဖြစ်ပြီးရိုးရာအာဂဇာနီများဖြစ်တဲ့ချင်းလုံးအာဂဇာနီများထည့်သွင်းခြင်းပါခြင်းအပေါ်ဖိလစ်ပိုင်အာဂဇာကော်မရှင်ဥက္ကဋ္ဌရစ်ချီကာစီယာကဝေဖန်ထောက်ပြခဲ့တာဖြစ်ပါတယ်။ဒါအပြင်အိုလံပစ်အာဂဇာနီများဖြစ်တဲ့ဂျွန်မားနဲ့တန်နစ်အာဂဇာနီများကိုချန်လက်ခဲ့တယ်လို့လည်းဝေဖန်ခဲ့ပါတယ်။ပြီးခဲ့တဲ့2017အင်ဒိုနီးရှားစီးကိန်းပြိုင်ပွဲမှာဖိလစ်ပိုင်နိုင်ငံကအာဂဇာသမား912ဦးနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့28ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာတော့အားကစားသမားအယောက်30ကနေအယောက်50ကျားသာဆင်လို့ရှင်ပြိုင်မယ်လို့ဂါစီယာက AFP ကိုပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့စုတစိုက်ရရှိနိုင်မှုအားနည်းတဲ့အားကစားနည်းတွေကိုခြံလက်ခဲ့ပြီးရွှေတစိုက်ရရှိဖို့အားသာတဲ့ကစားနည်းတွေကိုထည့်သွင်းခဲ့ကဖိလစ်ပိုင်တို့အတွက်စုတစိုက်ရရှိနိုင်တဲ့အားကစားနည်းအချို့ကိုထည့်သွင်းထားခြင်းမရှိဘူးလို့လည်း၎င်းကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။၂၉ချိန်မြောက်စီးကိန်းပြိုင်ပွဲမှာထည့်သွင်းခြင်းပါမဲ့အားကစားနည်းတွေကို 2013ခုနှစ်ဇန်နဝါရီလကကျင်းပခဲ့တဲ့အရှိတောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်ကောင်စီအစည်းအဝေးမှာအတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပြိုင်ပွဲမှာအားကစားနည်း33မျိုးထည့်သွင်းထားပြီးမြမရိုရအားကစားနည်းဖြစ်တဲ့ချင်းလုံးပြိုင်ပွဲအပအဝင်ဒေတာရင်းနိုင်ငံအချို့ရဲ့ရိုရအားကစားနည်းများလည်းပါဝင်လာတာဖြစ်တယ်လို့သိရပါတယ်ရှင်။ 35. What does a man desire to hold? A man's ultimate desire. Romanson Premier.